။အဲဆိုရင် effect တွေအားလုံးမပါတာ။တော့ပါလား။တော့ပါတဲ့ဟာကတော့တော်တော်လေးတန့်သွားပြီပေါ့နော်။ဒီဗီဒီယိုမှာတော့ကျွန်တော်က H32 နဲ့ drone ရဲ့ tone တွေပေါ့နော် tone 1 2 3 3ခုစလုံးကိုကျွန်တော်တို့မှာချိန်ပြမှာဖြစ်ပါတယ်ဗျ tone 1ကိုသွားလိုက်မယ် tone 1ကတော့ကျွန်တော် channel 5မှာထည့်ထားတယ်ပေါ့နော် ပထမဆုံးတော့ကျွန်တော်တွန်ဝမ်းထည့်ထားတဲ့ channel 5ကို select နှိပ်လိုက်မယ်ပြီးရင်တော့ input ကိုကျွန်တော်တင်ပြရမယ် input ကိုတင်ဖို့အတွက် input view ကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာဘယ်လောက်ထိတင်မလဲဆိုရင်ဒီ away on signal ထဲကိုရောက်တဲ့အထိကျွန်တော်တင်ပါမယ်ဗျကျွန်တော်ကတခါတလေမှာပေါ့နော်ဒီတွန်တွန်တီးလိုက်တဲ့အချိန်မှာ အဲ okay minus 7တောင်ရောက်ပါတော့ကျွန်တော်ပြန် short လိုက်မယ်နည်းနည်းအဲဒီတောက်လျှောက်မြင်ရတဲ့ audio တော့ minus 7ဒီကျွန်တော်တို့သွားတင်လို့မရဘူးပေါ့နော်အဓိကတော့တွန်ရိုက်လိုက်တဲ့အချိန်မှာကျွန်တော်ကြည့်ရမှာပေါ့နော်တွန်ရိုက်လိုက်တဲ့အချိန်မှာ minus 7ဖြစ်နေရမှာပါဗျာ okay okay minus 7မဖြစ်တဲ့ဒီ awaion signal တွေကိုရအောင်ရပြီပေါ့နော်ဟုတ်ဒါဆိုရင်ကျွန်တော်နောက်ထပ်ကတော့ကျွန်တော် low cut လုပ်လိုက်မှာပေါ့နော်ပြီးရင်ကျွန်တော်မှာ view နှိပ်လိုက်မယ် EQ ကျွန်တော် low cut နှိပ်မယ်ကျွန်တော်တို့မှာတွန်ရက် frequency ကိုကျွန်တော်တစ်ချက်ကြည့်ရမှာဖြစ်ပါတယ်ဗျာ ဲ့ဆိုတော့တွန်ရဲ့ frequency ကတော့ဒီဓမ္မမြင်တဲ့အတိုင်းပေါ့နော်100နဲ့200ကြားမှာသူလာဆုံးတာပြရတယ်ပေါ့နော်။မာတွန်ရိုက်လိုက်တဲ့အချိန်မှာပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒါတရားမတိုင်ခင်အထိကျွန်တော်တို့ low cut လုတ်လုတ်လို့ရတယ်ပေါ့နော်ဆိုတော့ low cut ကျွန်တော်လုတ်လိုက်မယ်ဘယ်အထိလဲဆိုရင်ကျွန်တော်တရားမတိုင်ခင်အထိပေါ့နော်ပြီးတော့ကျွန်တော်တွန်1 line ထဲမှာပေါ့နော်တခြားအတန်တွေပျောက်သွားတဲ့အထိကျွန်တော် gate လုတ်ပြရမယ်ပေါ့နော် gate ထည့်မယ်အဲ့ဆိုတော့နောက်ဆုံးဒီတွန်1ထဲမှာတွန်1ရဲ့ line ထဲမှာတွန်1ရဲ့အတန်ပဲကျွန်တော်ပြေးကြတော့မှာပေါ့နော် โอเคတွန်ဝမ်းဒါတွန်ဝမ်းအတန်ပဲရှိတော့တယ်ဒါပေမဲ့အတန်ပေါ့နော်ထိတ်ကအရန်လုံးနေတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော် gate ကိုတစ်ချက် view နှိပ်လိုက်မယ် view နှိပ်ပြီးလို့ရှိရင်ကျွန်တော်မှာ attack တိုင်းမြန်မရမယ်ပေါ့နော်တွန်ရဲ့ထိတ်တွေမပါတော့တဲ့အတွက်ကြောင့်ပေါ့နော်ပြင်ဟိုး90လောက်ထားပြီး release လဲတာအတော်ပဲဗျ okay တွန်တန်တာကောင်းကောင်းရပြီပေါ့နော်ပြီးတော့ကျွန်တော်ကဘာလုပ်မလဲဆိုရင် နည်းနည်းလေးတော့ compress လုပ်လိုက်မယ်ပေါ့နော်ပြီးရင် compress လုပ်ဖို့အတွက် view ကိုနေရမယ်ကျွန်တော်တွန်ဖြစ်တဲ့အကြောင်း ratio 3လောက်နဲ့လုပ်လဲအဆင်ပြေတယ်ပေါ့နော် first attest နဲ့လုပ်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်အသံပါပါလေးဖိတဲ့အထိကျွန်တော်တို့ compress လုပ်ချမယ်အဲ့တော့ဒီ audio signal ရှိတဲ့အထိโอเคဒါလောက်ဆိုရပြီပေါ့နော်ပြီးတော့ကျွန်တော်တို့ကတွန်ကို EQ လုပ်မယ်ပေါ့နော်အဲ့တော့ EQ view နှိမ့်လိုက်မယ် EQ on လိုက်မယ်ပြီးတော့ကျွန်တော် spectrum ရဲ့ view ကိုပြန်နှိမ့်မယ်ပေါ့နော် ဲ့တော့ဒီတွန်ရဲ့ frequency ကတော့ကျွန်တော်တို့130ဝင်းကျင်လောက်တော့ခံမှန်းလိုက်တယ်ဗောနော်ဒါဆို low frequency band ကိုကျွန်တော်ဘာလို့မလဲဆို gain တင်မယ်ဗောနော် gain တင်မယ် gain တင်ပြီးရင်ကျွန်တော် block frequency ကိုသွားမလဲဆိုရင်130 frequency လောက်ကိုသွားမယ်ဗောနော်အခုမှ100 90ခွန်းဆယ်ဆိုတော့138 129 130ဝင်းကျင်ပါတော့ဟမ်โอเคဒါဆိုရင် boost မလုပ်ထားတဲ့အတန်းပါတော့ကျွန်တော် boost တာလည်းဘယ်လောက်လုပ်မလဲဆိုလို့ရှိရင်ဒီမှာ plus 6လောက်ထိ boost လိုက်တယ်ပါတော့ဒါဆိုရင် original EQ ဆိုတော့နည်းနည်းတော့ထပ် boost လို့ရသေးတယ်ဗောနော်နည်းနည်းလေးကျွန်တော်ထပ် boost လိုက်မယ်ဒါဆိုဒါဆိုရင်ဒါ original original တွန်ရဲ့အတောင်ကျွန်တော်တစ်ချက်နားထောင်ကြည့်မယ်ဒါ original တွန် EQ မှာပါတာဗောနော်အဲ EQ ပါတာဒါဆိုတွန်ရဲ့ body ကတက်လာတယ်ဗောနော်နောက်တစ်ခါတော့ဒီကျွန်တော်တို့130ကိုယူလာဆိုမြန်130အထက်ဒီမှာလဲတက်နေတဲ့ frequency တွေရှိရပါတော့ကျွန်တော်တို့ဒါတွေကိုပို့ပြီးတန်အောင်လို့ရှင်းထုံမှာပေါ့နော်ဒါဘာသံနေလဲကျွန်တော်တို့တစ်ချက်တွန်ရိုက်တဲ့အချိန်မှာနားထောင်ကြည့်မယ် ဝုန်ဝုန်ဖြစ်နေပါတော့ဒါတွေကိုကျွန်တော် short ချလိုက်မယ်ဒါဆိုတွန်တန်းပို့ပြီးတန့်သွားတယ်ဗျနောက်တစ်ခုကတော့ကျွန်တော် high shift ပေါ့နော် high end တွန်တန်းလေးတွေ bright ဖြစ်လာအောင်လို့ပေါ့နော် high shift ကျွန်တော်တင်ပေးလိုက်မယ် okay ဒါဆို original tone ကိုကျွန်တော်တစ်ချက်နားထောင်ကြည့်မယ်ဒါ original tone ကျွန်တော်ဒါကျွန်တော်ချိန်ထားတဲ့ဟာဟုတ်ဒါတွန်တန်းတော်တော်လေးတန့်သွားတယ်ပြီးရင် compress ထိမ့်ပြီးသားလည်းဖြစ်သွားတယ်ပေါ့နော် original tone โอเคနောက်တစ်ခါတော့ကျွန်တော်တွန်တူးကိုထက်ချိန်မှာဖြစ်ပါတယ်ဗျတွန်တူးကိုလည်းကျွန်တော်ထက်ချိန်မှာတွန်တူးကို select လုပ်လိုက်မယ်ပြီးရင်တွန်တူးရဲ့ကျွန်တော်အဝင် signal ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မှာပေါ့နော်တွန်တူးကိုလည်း okay တွန်တူးရိုက်တဲ့အချိန်မှာ minus 12ဝင်းကျင် okay နည်းနည်းများပါသေးတယ်ကျွန်တော်နည်းနည်းပြန် short လိုက်မယ် okay ဒါဆိုအတော်ပဲပေါ့နော်ပြီးရင်ကျွန်တော်နောက်ထပ်ဘာလုပ်မလဲဆိုလို့ရှိရင် low cut လုပ်မယ်ပေါ့နော်ဆိုတော့ EQ view နှိမ့်လိုက်မယ် ဲ့တော့တွန်တူးရဲ့ frequency ကတော့ကျွန်တော်130ဝန်းကျင်လောက်ခန့်မှန်းထားတယ်ပေါ့နော်။ဒီမှာ100ရဲ့အထက်မှာမြင်နေရတယ်ဗျ။အဲ့တော့ပြီးရင်တော့ကျွန်တော် low cut ပြီးွားရင်တော့ကျွန်တော် gate online ပဲပေါ့နော်။ပြီးရင်တွန်တူးပဲကြံခဲ့တဲ့ဒီကျွန်တော် gate ဖြတ်မယ်။အဲ့တော့တွန်တူးပဲကြံခဲ့တယ်ပေါ့နော်။โอเคဒါပေမဲ့အတန်ထိတ်ကလုံးနေတဲ့ကြောင့်ကျွန်တော် fast attack နဲ့လုံးမှာရမယ်။โอเคတော်တော်ကောင်းတယ်ဗောနော်။ပြီး release နည်းနည်းထပ်တင်လိုက်မယ်။ โอเคပြီးရင်တော့ကျွန်တော်ဒါကို compress လုပ်มาဖြစ်ပါတယ်ဗျ compress လေးနည်းနည်းပဲကျွန်တော်ဖိမှာပါเนาะโอเคပြီးတော့ကျွန်တော် EQ online ပဲဗောနော်တွန်2 frequency 130ဝင်းကျင်ကိုကျွန်တော်တို့ boost လုပ်ကြည့်มาဖြစ်ပါတယ်ဗျ132အဲဒါ132ဝင်းကျင်ဗောနော်130ဝင်းကျင်တော့โอเคဒါတော်တော်လေးကောင်းတယ်ဗောနော်ဒါ original EQ မပါတာ EQ ပါတာ ော်တော်တော်ပါဝါပြည့်သွားတယ်ဗျာဒါ original original tone ပါနော်ပြီးရင်ကျွန်တော်ချိန်ထားတာဒါဆိုရင် original မှာတော့ခုနကကြားတဲ့အတိုင်းအတန်ဘောင်းဆောင်ရှုပ်ရှက်ခတ်ပြီးတဲ့အပြင်မှာပေါ့နော်တွန်ရဲ့တုံးကာလာတွေပြီးရင် compress မရှိတာတွေဖြစ်တဲ့ကြောင့်အရင်ထင်တဲ့လောက်လဲစမှုမနေသလိုဒီအတန်ညာလဲရှုပ်ရှက်ခံနေပါတော့အခုကတော့ကျွန်တော်တွန်းတူးရဲ့ line မှာအားလုံးတန့်သွားပြီပေါ့နော်ဒါမပါတော့ဘူးအေးပါလားဟုတ် ဒါဆိုရင် flow tone လဲကျွန်တော်ထပ်ချိန်ကြည့်မှာဗျာနော် flow tone သွားလိုက်မယ်။ပြီးရင် flow tone ရဲ့အဝင် signal ကိုလဲကျွန်တော်ခုနပြောလို့ flow tone ရိုက်လိုက်တဲ့အချိန်မှာပေါ့နော်။ Okay minus 12ရောက်တဲ့အထိကျွန်တော်နည်းနည်းထပ်တင်မယ်။ Okay နောက်တော့ဆိုအတော်ပဲဗျာ။အဲဆိုပြီးရင်တော့ကျွန်တော်တို့က flow tone ကိုကျွန်တော် low cut လုပ်မှာပေါ့နော်။ low cut လုပ်မှာဖြစ်တဲ့ကြောင့်ဒီဒီချာမြင်အောင် EQ view ကိုနှိမ့်လိုက်မယ်။ low cut လုပ်မယ်။ โอเค flow tone ရဲ့ frequency ကကျွန်တော်တို့မှာမြင်တဲ့အတိုင်80ဝန်းကျင်ပေါ့နော်โอเค80ဝန်းကျင်ဆိုတော့ကျွန်တော်တို့ဒီ low cut ကို80မတိုင်ခင်အထိပဲကျွန်တော်တို့ low cut လုပ်လို့ရမှာပေါ့နော်အခုဒီမှာဆိုရင်တော့ကျွန်တော်68လောက်ထိလှုပ်ထားတယ်68 90ပေါ့โอเคဒါဆိုရင်ကျွန်တော် gate ထည့်မယ်ဆိုရင် flow tone ပဲကြံခဲ့တော့မှာပေါ့နော်ပြီးတော့ low နဲ့တော့ကျွန်တော် fast step ပေးတိုင်းမယ် โอเคနောက်ထပ်ကတော့ကျွန်တော်ဒါ compress လုပ်လိုက်မယ် compress နည်းနည်းပဲကျွန်တော်လုပ်လိုက်မှာเนาะโอเคပြီးတော့ကျွန်တော် EQ ထက်ချိန်มาဖြစ်ပါတယ်ဗျ EQ low band နေပြီဗောเนาะဒီ flow tone ရဲ့ frequency ခုနက80ဝန်းကျင်ကိုကျွန်တော်တို့ boost လုပ်မယ်ဗောเนาะအဲ့ဆိုကျွန်တော်ဘယ်ကိုသွားမလဲဆိုရင် frequency 80လောက်ကိုသွားလိုက်မယ်ဒီမှာ89 80ကိုကျွန်တော် gain တင်မယ်ဗျโอเค โอเคဒါ original EQ โอเคကျော် low cut နည်းပြန် short လိုက်မှာဒါ original ဟို original ရတော့သူ့ရဲ့ body power မရှိဘူးပေါ့နော်အခုကတော့ကျွန်တော် boost ဆိုတော့ power ပြည့်သွားတယ်ပေါ့နော် ပြီးတော့သူ့အနားမှာပဲနောက်ထပ်တက်နေတဲ့ frequency တွေလည်းကျွန်တော်မြင်ရတယ်ဗောနော်ဒါတွေကိုတစ်ချက်နားထောင်ကြည့်မယ်ကျွန်တော်မကောင်းတဲ့အတန်နေဆိုရင်တော့ကျွန်တော်တစ်ခါတည်း short ချမှာဖြစ်ပါတယ်ဗျာမဟုတ်ဘူးဆိုတော့နော်ဒါတွေကိုကျွန်တော်ရှင်းထုတ်လိုက်မယ်ဒါဆို flow တွင်အတန်တော်တော်ကြီးတန်သွားပြီဗောနော်ပြီးတော့ကျွန်တော် high shift လုပ်လိုက်မှာဖြစ်ပါတယ်ဗျာဆိုတော့တွန်တန်လေး bright ဖြစ်လာအောင်ဗောနော် okay โอเคဒါတော်တော်ကောင်းတယ်ဗောနော်အဲ့ဆို EQ မပါတာ EQ ပါတာအဲ့ဆို effect တွေအားလုံးမပါတာတော့ပါလားเนาะပါတဲ့ဟာကတော့တော်တော်လေးတန့်သွားပြီဗောနော်ဒါဆိုရင်တွန်သုံးလိုင်းစလုံးကိုကျွန်တော် kick snare တွေနဲ့တစ်ချက် miss ကြည့်လိုက်မယ်ဗျာအဲ့ဒါဆိုတော့တွန်တန်နေရပါတော့အရန်တန်သွားတယ်ပေါ့နော်တခြားဒီ kit ဒီ snare တွေရဲ့အတန်တွေကလည်းတွန် line တွေမှာမပါတော့ဘူးပေါ့နော်အကုန်လုံးက ေးချာတည်ပြီးတော့သူတက်တက်ရဲနဲ့တန်တန်လေးတွေဖြစ်သွားတယ်ဗျာ။ဟုတ်ပြီဒါတော့ဒါ H32 မှာဒါတွန်လေးကိုချိန်နေနေဖြစ်ပါတယ်ဗျာ။ဟုတ်ပြီအားလုံးသဘောကျအောင်မလင်းပါနဲ့။ Bye.